ားလုံးမင်္ဂလာပါလက်ရှိမှာကျွန်တော်တို့ VO3 အကောင့်နဲ့ပတ်သက်ပြီးတော့လောကြတာတွေခဏခဏကြုံတွေ့နေကြရပါတယ်ကျွန်တော်အပါဝင်ကျွန်တော်ရှေ့မှာလည်းအကောင့်တစ်ခုကျွန်တော်ဂျုံခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဘလူးရီဂျုံခဲ့ရလဲဆိုတော့ဒီအကောင့်ကိုဝင်လိုက်တဲ့အချိန်မှာအခုလိုမျိုးဖုန်းနံပါတ်နဲ့ပေါ်တာပေါ့နော်ဒီလိုပေါ်လာတဲ့အကြောင်းရင်းအားကြတော့ကျွန်တော်တို့ကဒီ Gmail အကောင့်တွေကိုလက်ရှိသူတို့ free ပေးထားတဲ့ service တွေကိုအသုံးပြုဖို့အတွက်ကနိုင်ငံတွေကိုကြော်ဖွားပြီးတော့ Gmail အကောင့်အတစ်တွေထပ်ပြီးဖွင့်ရတယ် အဲ့လိုဂျီမီအကောင့်အတစ်ကိုထပ်ခွင့်တဲ့အချိန်မှာလဲယာယီဖုန်းနံပါတ်တွေကိုတုံးရတယ်။အဲ့ယာယီဖုန်းနံပါတ်တွေကတော့တစ်ချိန်ပဲတုံးလို့ရတယ်ပေါ့နော်။အာကျွန်တော်တို့တက်ဆိုင်လာတဲ့ဒီကျွန်တော်တို့တက်ဆိုင်တဲ့ website တွေမှာအဲ့ဒီယာယီဖုန်းနံပါတ်တွေကိုဝယ်ပြီးတော့တုံးမှတာကျွန်တော်တို့ကဒီဂျီမီအကောင့်တစ်ခုကိုတော့အလွယ်တကူဖွင့်ရတယ်။အဲ့တော့အဲ့လိုမျိုးဖွင့်လိုက်တဲ့ account တစ်ခုကရခဲ့တယ်ပေါ့နော်။ရခဲ့တဲ့အချိန်မှာကျွန်တော်တို့ကတော့ဒီ VPN နေခံတဲ့ account တွေကို login လုပ်ပြီးတော့ကိုယ့်ရဲ့ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ်တုံးကြတယ်။ ဲ့ဒီချိန်မှာကျွန်တော်တို့ကဘာထပ်ဖြစ်ကြလဲဆိုတော့ဒီကိုယ့်ရဲ့ device တွေက VPN ကျသွားလို့ပဲဖြစ်ဖြစ် VPN မာပြီးတော့ဝင်ပြီးတော့ပဲဒီ Gmail account ကိုအတုံးပြုလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်တဲ့ချိန်ကြီးကြာရင် Google ဘက်ကနေပြီးတော့သူတို့ရဲ့ဒီ security အရာအကိုကတုံးဆွဲတာမှန်ကန်ကြောင်းဆိုတာမျိုးအတီးပြူပို့ခိုင်းတဲ့အနေနဲ့အာဒီလိုမျိုးတွေသူတို့ security ကဘာလုတ်ပေးတာပေါ့နော်အာဒီလိုမျိုးတွေသူတို့ကပို့ပေးတယ်အမှန်ရိုးချဆိုရင်ကျွန်တော်တို့ကဒါမျိုးမတုံးလဲကျွန်တော်တို့ officially တုံးတဲ့ account တွေဆိုရင် ။ဥပမာကျွန်တော်တို့ကကိုယ့်ရဲ့ device နှစ်ခုပေါ့နော်။ပထမ device တစ်ခုမှာကကိုယ့်ရဲ့ officially Gmail account ဝင်လာတယ်။နောက်ပုံမှာကိုယ့်ရဲ့ဒီ Gmail account ကိုထပ်ပြီးတော့ထပ်ဝင်တဲ့ချိန်မျိုးတွေကြာရင် तू ကတခြားဖုန်းကနေပြီးတော့ login လုပ်နေတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ပထမဖုန်းမှာ तू ကចောင်းကြားပြီးပါတယ်။ဒါကလည်းတော့ security ကကွယ်ပေးတဲ့အနေနဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေအနေနဲ့ကအာတခြားဖုန်းကဝင်နေတာကိုဖြစ်တဲ့ဆိုတဲ့အကြောင်းကိုအတည်ပြုပေးရတယ်။ကနန်းနေတောင်းရင်ကနန်းနေနှိပ်ပေးရတယ်။အဲ ဲ့လိုလုပ်ပြီးတော့မှအခြားဖုန်းမှာ device မှာ login လုပ်လို့ရတာဖြစ်ပါတယ်ဒီလိုမျိုးတွေရှိတဲ့အတွက်ကြောင့်ပဲ account တုံယုံတယုံခက်ခန်တီးတာမျိုးတွေမရှိဘူး account အခိုးခံရတာမျိုးတွေလည်းမရှိဘူးပေါ့နော်ဒီ Google မှာဆိုရင်တော်တော်များများနည်းပါတယ်ပြီးတော့အခုလိုမျိုးကျွန်တော်တို့ကနိုင်ငံကျော်ခွာပြီးတော့ဒီ account ဖွင့်တဲ့ချိန်မှာဖုန်းနံပါတ်တွေမရှိတဲ့အတွက်ကြောင့်ယာယီနံပါတ်တွေကိုတုံးနိုင်ရတယ်အဲ့ချိန်မှာကျွန်တော်တို့က VPN ကြားလို့ပဲဖြစ်ဖြစ်ဆွမ်းနာလိုမျိုး location နှစ်ခုကနေပြီးတော့မတူညီတဲ့ပုံစံမျိုးတွေနဲ့ဝင်လာမျိုးတွေဖြစ်တဲ့အခါကျအခုလိုမျိုးအဒီကိုကနဦးစဖွင့်ထားခဲ့တဲ့ဖုန်းနံပါတ်ကိုတို့က verification ကုတ်ကူပို့ဖို့အတွက်ကိုတို့ကဒီပုံစံမျိုးကြာလာဒီလိုမျိုးကြာလာပြီဆိုရင်တော့အဒီအကောင်ကလုံးဝကျွန်တော်တို့ဘာမှလုပ်လို့မရတော့ recovery လည်းပြန်လုပ်လို့မရဘူး client another way ကိုနှိပ်ပြီးတော့လည်းအကောင်ကိုမရဘူးပေါ့နော်တုံးလို့မရတော့ဒီလိုမျိုးဖြစ်ပြီဆိုရင်တော့မိတ်ဆွေတို့လက်တော်မှာဒီအကောင့်ကိုမတုံးမင်းနဲ့ပြစ်လိုက်လို့တခုကလွင်ကျွန်တော်မှ ဘာမှပြောစရာမရှိဘူးပေါ့နော်အဲ့တော့ဒါကနီးပညာနဲ့ပတ်သက်တဲ့ knowledge လေးကိုကျွန်တော်ပြောပြရခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီအာ VPN နဲ့ browser server နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြပေးပါမယ် sharing လုပ်ပေးပါမယ်ဒါကတော့ကျွန်တော်ရဲ့ computer မှာကျွန်တော်ရဲ့ browser မှာကျွန်တော်ကနေပြီးတော့ဒီလက်ရှိ flow တွေကိုတုံးနေတဲ့အကောင့်လေးပေါ့နော်ဒါဆိုရင်လက်ရှိတုံးလက်စာလေးပါအဲဒီမှာဆိုရင်ကျွန်တော်ဝင်လာတာက US location နဲ့ဝင်လာတယ်ပြီးတော့ကျွန်တော်တုံးထားတဲ့ VPN ကကြတော့လေကျွန်တော်ကဒီ Jenjen VPN ကိုကျွန်တော်ကနေပြီးတော့ဝယ်ပြီးတုံးထားတာဖြစ်ပါတယ်အဲ့တော့ဒီကောင်ကိုကျွန်တော်ကဝယ်ပြီးတုံးထားတယ်တုံးထားပြီးတော့ဒီမှာ New York အနေနဲ့ရွှေ့ပြီးတော့ VPN ကို on ထားတယ် on ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေရာမှာဆိုလဲသူကဒီ New York state အနေနဲ့တခါတည်းဒီမှာကျွန်တော်တို့တန်ပေါ်ပြီးတာပေါ့နော်တခုရှိတာကကြတော့ VPN ရဲ့တဘောတရားကြတော့အခုကျွန်တော်ကနေပြီးတော့အာ VPN ကိုကျွန်တော်ပိတ်လိုက်မယ် အခုဒီမှာဆိုရင် IP address က6022385960เนาะအာဒါလေးကိုမိတ်ဆွေတို့တစ်ချက်မှတ်ထားပါအခုကျွန်တော် VPN ကျွန်တော်ပိတ်လိုက်မယ်ဒါဆိုရင် VPN ပိတ်သွားတယ်ပိတ်သွားပြီဆိုရင်အခုကျွန်တော်ကနေပြီးတော့ဒီကိုယ့်ရဲ့ဆက်မှာ VPN ကိုပြန်ချိတ်ပြီးတော့ပြန်တုံးမယ်ပေါ့ပြန်တုံးပြီးတော့ဒီ browser ကိုကျွန်တော်အခု reflect လုပ်လိုက်မယ်တစ်ချက် reflect လုပ်လိုက်မယ်เนาะအဲ reflect လုပ်လိုက်တဲ့အချိန်ကြာလို့ဆိုရင် IP address ပြောင်းသွားတယ်အဲ့တော့ IP address ပြောင်းသွားတဲ့အချိန်မှာကျွန်တော်ကနေပြီးတော့ဒီမှာဒါ Thai ဘန်ကောက်ရဲ့ location IP အတွက်နဲ့ဖြစ်သွားတယ်။ဒီတော့ကျွန်တော်ကနေပြီးတော့ VPN ပြန်ချိန်လိုက်မယ်။ VPN ပြန်ချိန်ပြီးတော့ကျွန်တော်ဒီမှာ refresh ပြန်လုပ်လိုက်တဲ့ချိန်ကျတော့သူက United States location နဲ့ဆိုပြီးတော့သူကပြန်ပြသွားမယ်ပေါ့နော်။အပေါ်မှာသူဒီမှာ login လုပ်နေပါလား။ဒါဆိုရင်တော့သူက United States အနေနဲ့ location ကပြန်ပြီးတော့ချိန်သွားတယ်။အဲ့တော့ဒီဥစ္စာရဲ့ website link ကကျတော့ကျွန်တော်တို့ဒီမှာဆိုရင် ဝက်အမိုင် IP address .com ဆိုပြီးတော့ရိုက်ချလိုက်လို့ဆိုရင် VPN ချိန်ထားတဲ့ဥစ္စာကိုကျွန်တော်တို့စစ်လို့ရမှာပဲဖြစ်ပါတယ်။အာ VPN ချိန်ထားတာမှန်ကန်လားမမှန်ကန်ဘူးလားဆိုတာကိုဒီနီလန်နဲ့ကျွန်တော်တို့စစ်ဆေးလို့ရပါမယ်။နောက်ထပ်နီလန်တစ်ခုကကြတော့ browser server ကိုအတုံးပြုတ်ပြီးတော့အကောင့်ဝင်တဲ့နီးစနစ်ပေါ့နော်။အဲ့ဒီ browser server ကကြတော့လည်းလက်တော်မှကျွန်တော်လည်းဒီဘက်မှာဝင်ပြီးတော့တုံးရတာဖြစ်ပါတယ်။အကယ်၍မိတ်ဆွေတို့ကကိုယ့်ရဲ့ကွန်ပျူတာမှာ VPN ကိုလာစင်ချင်တဲ့မတုံးချင်ဘူးဆိုရင် ီ browser server ကိုကျွန်တော်တို့ကြော်ခွာပြီးတော့အသုံးပြုလို့ရပါတယ်အခုဒီမှာဆိုရင်ဒါကျွန်တော်ရဲ့ဒီ browser server နဲ့ကျွန်တော်ဝင်လာတယ်ပေါ့နော်သူကကြတော့ VPN ထပ်ပို့ပြီးတော့ညိနေလို့ပြောလို့ရတယ်သူ့ပေမဲ့ဒီ browser တစ်ခုတည်းပဲတုံးလို့ရမယ်ကျန်တဲ့နေရာတွေမှာတုံးလို့မရဘူးပေါ့နော်အခုဆိုရင်ကျွန်တော်ရဲ့ကွန်ပျူတာမှာတော့ဒီမှာဒီ VPN ဖွင့်ထားတာကတော့ new ရောက်နေဒီမှာကြတော့တခြားနေမြေတစ်ခုအနေနဲ့သူကပေါ့လဲအာပြီးတော့ဒီသူ့ရဲ့ IP address ကလည်းဒါပုံတွေပဲတွားတယ်ပေါ့နော် ယ်ချိန်လဲပုံမဲ့အခုကွန်ပျူတာကိုကျွန်တော်ပိတ်လိုက်တယ်ကွန်ပျူတာပြန်ခွင့်တဲ့အချိန်ကျရင်ဒီ browser လဲဝင်ပြီး IP address နဲ့ auto ချိန်ထားတယ် VPN ရန်ကြတော့သူက VPN အရင်ဖွင့်ပေးရတယ်အဲ့လိုမျိုးတွားရတယ်တကောင်ကကြတော့ auto ချိန်ပေးရတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ကဒီ browser server ကကြတော့သူကဒီသူ့ရဲ့ဒီ server number ကိုကျွန်တော်တို့ကဝယ်ပြီးတော့ကိုယ့်ရဲ့ browser မှာ setting တစ်ခါလုပ်ထားလိုက်လို့ဆိုရင်သူကအတေဖြစ်သွားတယ်ငြိမ်သွားတယ်ပေါ့နော်အဲ့တော့သူ့ကိုဘယ်လိုထည့်ရလဲဆိုတော့ကျွန်တော်တို့ကဒီမှာ plugin လေးတွားပြီးထည့်ရတယ် browser တွေတုံးတဲ့တူတွေဆိုရင်ကျွန်တော် plugin ထည့်တဲ့နေရာ extension ထည့်တဲ့နေရာလေးတွေအခုလိုမျိုးရှိပါတယ်အဲ့ဒီ extension ထည့်တဲ့နေရာလေးတွေမှာကျွန်တော်တို့နှိပ်လိုက်တဲ့ခါကျရင်ဒီနေရာမှာ managing extension ဆိုတဲ့ဥစ္စာရှိတယ်အဲ့မှာကျွန်တော်တို့ web store နှိပ်ပြီးတော့ browser helper ဆိုတဲ့ဥစ္စာလေးပေါ့နော်ဒီနာမည်လေးနဲ့အဲ့ဒါလေးကိုကိုယ့်ရဲ့ browser မှာ installation လုပ်ပေးရပါတယ်အဲ့ဒါကို installation လုပ်လိုက်တဲ့ခါကျရင်အခုလိုမျိုးကိုယ့်ရဲ့ browser အပေါ်ဘက်မှာပေါ်တယ် မပေါ်ဘူးဆိုလေကျွန်တော်တို့ကအဲ့ဒီဒီဟာလေးကိုနှိပ်ပြီးတော့အမပင်ထောက်တဲ့ဥစ္စာနေရင် तू ကပေါ်လာမယ်အဲ့တော့ဒီလိုမျိုးပေါ်လာတဲ့အခါကျရင်ကျွန်တော်တို့ကအမတူရဲ့ဒီစတင်၃ခုကိုနှိပ်ပြီးတော့ option ဆိုတာလေးကိုနှိပ်ပြရပါတယ် option ကိုနှိပ်မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီမှာ general ဆိုတဲ့နေရာကိုရောက်လာပြီဒါဆိုရင်ကျွန်တော်ဝင်ထားတဲ့ဒီ proxy number တွေပေါ့နော်အဲ့ဒီ proxy server ရဲ့ number ဖြစ်တယ်ဒီမှာကျတော့ post number ဖြစ်တယ်အဲ့တော့အဲ့ဒီဟာလေးတွေကိုအစင်းလိုက်လေးထည့်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ proxy mode မှာကကြတော့ဒါလေးကိုယူပေးမယ် တရားမြောက်ဥစ္စာလေးပေါ့နော်။ရွေးပြီးတဲ့အခါကျရင်ဒီနေရာမှာ authentication ပေါ့နော်။အဲဒီဥစ္စာမှာ username ထည့်မယ် password ထည့်မယ်ဒါကဝယ်ရင်အကုန်လုံးတစ်ခါတည်းပါတယ်ပေါ့နော်။အဲ့လိုအားလုံးကျွန်တော်တို့ကထည့်ပြီးတဲ့အခါကျရင်ဒီအပေါ်ဘက်ချမ်းမှာအဲဒီသူ့ရဲ့ icon လေးနေရာကိုနှိပ်မယ်။နှိပ်ပြီးရင်ကျွန်တော်တို့ကအပေါ်အဆုံးက http browser ဆိုတဲ့ဥစ္စာကိုနှိပ်လိုက်တဲ့အခါကျရင်အခုဒီ browser မှာကျွန်တော်တို့က US location နဲ့တခါတည်းတန်းရသွားပြီပေါ့နော်။ကြည့်ရကျွန်တော်တို့ကဒီ browser ကိုပိတ်တယ်အာ ပြီးတော့ပြန်ဖွင့်တယ်ဆိုရင်လည်းသူကဒီ setting ကိုထပ်ပြီးတော့ change ရမလို့တခါတည်းတန်းဝင်တယ်ပေါ့နော်အဲ့တော့ဒီကနေပြီးတော့ကျွန်တော်တို့က sona ကကိုယ့်ရဲ့အကောင့်ဖွင့်ထားတဲ့အကောင့်တွေကိုဝင်ပြီးတော့ဒီ address တစ်ခုထဲနဲ့ပဲတုံးမယ်ဆိုရင်လည်းအကောင့်ကညိမ့်ပါတယ်တုံးဝင်နိုင်ရုံဒီ security အနေနဲ့ပြန်ပြီးတော့ data ချက်လက်တောင်းတာမျိုးဘာညာမဖြစ်ဘူးပေါ့နော်တခုရှိတာကကြတော့ကျွန်တော်တို့ဒီ proxy နဲ့ VPN နဲ့ကကြတော့အားနေချက်အားတာချက်လေးတွေရှိတယ် ဒီ VPN ကကြတော့ပို့ပြီးတော့ security လုံခြုံစေတယ်။ VPN ကိုကျွန်တော်တို့ဝယ်သုံးမယ်ဆိုရင်ကိုယ့်ရဲ့ဒီ device တွေဘာတွေကကို data အချက်လက်တွေလုံခြုံမှုရှိတယ်ပေါ့နော်။ personal account တွေ login ဝင်တာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်သူကကြတော့ short မရှိဘူး။အခုတကောင်နေရာကြတော့ပြောရမယ်ဆိုရင်နည်းနည်းတော့ short ရှိမဲ့အနေအထားမျိုးမှာရှိတယ်။တိုးပေမဲ့ browser တစ်ခုထည့်ဖို့အခုကျွန်တော်ပြောပြတဲ့နီးလန်းနဲ့သုံးမယ်ဆိုရင်တော့အန်ဒီရဲ့ကင်ကင်ကျွန်တော်တို့အသုံးပြုလို့ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီမှာတွင်သူက ီ http နဲ့ https နဲ့ရှိတယ်အကယ်၍ https server အနေနဲ့သုံးရတဲ့ဆိုရင်တော့ကျွန်တော်တို့ကပို့ပြီးတော့ဒီလုံခြုံရေးပို့ပြီးမြင့်တင်ပေးတဲ့အနေအထားမှာရှိတယ်ပေါ့နော်အခုလက်ရှိကတော့ http ပဲပေါ့အဲ့ဒီအတွက်ကြောင့်ဒီဥစ္စာကိုအကယ်၍ဝယ်သုံးမယ်ဆိုရင်အာကျွန်တော်တဆင့်ဝယ်ပေးပါတယ်စာပစ်ပေးပါတယ်တို့ပေမဲ့ကျွန်တော်တို့အနေနဲ့ကကြတော့ဒီ browser ထဲမှာတခြား personally နဲ့ပတ်သက်တဲ့ဟာမျိုးတွေလုံးဝဝင်မသုံးဖို့ကျွန်တော်ကကြိုပြီးတော့ မြင်တာရက်ခံပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကလည်းဒီ reseller ကြီးကနေပြီးတော့တစင်ပြန်ဝေတုံးရတာဆိုတော့ဟိုကိုယ့်ရဲ့ account ကိုယ့်ရဲ့ data အချက်လက်တွေလုံခြုံဖို့အတွက်ပေါ့နော်။လုံးချုံဖို့အတွက်ရဲ့အဲ့လိုမျိုးတွေဒီ proxy ရဲ့အားနည်းချက်ချောက်ကျွန်တော်တို့ကအာတစ်ဖက်မှာအသုံးပြုဖို့အတွက်အဆင်ပြေပေမဲ့တစ်ဖက်မှာကိုယ့်ရဲ့ data တွေအခုခံရတာမျိုးတွေဘာတွေမဖြစ်ရအောင်လို့ကျွန်တော်ကဒါကိုမိတ်ဆွေတို့တခါတည်း knowledge sharing လုပ်ပြီးတဲ့အနေနဲ့တခါတည်းပြောပြရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ setting တခါတည်းထည့်ထားပြီးပြီဆိုရင်တော့တို့က ဒီဆက်ထဲမှာကျွန်တော်လက်ရှိ Google VPN ကိုအကောင့်ကိုမှဒီထဲမှာ login ဝင်ပြီးတော့တုံးမယ်ဆိုရင်တော့ IP address ညင်ပြီးတော့ VPN လည်းမလိုပဲနဲ့သူကဒါတိုက်တစ်ခါတည်းတန်းတုံးလို့ရတော့မှာပဲဖြစ်ပါတယ်အချို့အကောင့်တွေကကြတော့အခုလိုမျိုးဖုန်းနံပါတ်နဲ့ verification တောင်းတဲ့အဓိကအချက်တွေကကြတော့အဲဒီကိုယ်အကောင့်ထဲမှာမူမမှန်လားဒီမြင်တွေ့ရတဲ့အတွက်ကြောင့်ပေါ့နော်ကိုယ့်ရဲ့ device မှာပေါ့ဆိုပါစို့ကျွန်တော်တို့ကဒီ email address ကိုကွန်ပျူတာမှာလည်းဝင်လာတယ်။ VPN ခံပြီးတော့ဖုန်းမှာလည်း VPN ခံပြီးတော့ ထပ်ဝင်နေဆိုတော့ location ကဒီ account တစ်ခုက location ကနှစ်နေရာဖြစ်သွားတဲ့ခါကျတော့ Google ဘက်ကနေပြီးတော့တန်တရားဝင်စရာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်သူအနေနဲ့ကကိုယ် verification code ကိုတောင်းတဲ့အချက်လက်ပဲဖြစ်ပါတယ်။ဒါအုံမိတ်ဆွေတို့နားလည်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီကျွန်တော်လက်ရှိ account တွေရောင်းတဲ့အချိန်မှာကျွန်တော်မိတ်ဆွေတို့ account တော့ရောင်းပြီးတဲ့အာမမခံဘူးဆိုတဲ့အရာကဘာကြောင့်ထည့်ပြောရလဲဆိုတော့ဒီအချက်လက်တွေကြောင့်ပဲဖြစ်ပါတယ်။တို့တို့ကကြော်ခွပြီးတော့တောင်းရတာဖြစ်တဲ့အတွက်ကြောင့်အာမခံပြီးတော့ရောင်းနေဆိုရင်တော့ဒါက ဒါမူမမှန်ဘူးလို့ပြောလို့ရတယ်ဗျမိတ်ဆွေတို့ဒါဂျင်းထည့်ပြီးမိတ်ဆွေတို့လိန်မှုတာဥတည်နေပါပြီတကယ်တမ်းကျတော့ကျွန်တော်ဆိုလဲဒါနီးပညာကျွန်တော်လေးလာတဲ့တူတယောက်ကျွန်တော်အာမခံပြီးတော့လုံးဝရောင်းလို့မရအောင်သူ့ရဲ့ policy ကဘလို့လဲဆိုတာအမြဲ update တူလို့ပြင်ဆင်မှုတွေလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကျတို့ကပုံဒီကားချက်တစ်ခုအနေနဲ့တတမတဲ့ပထမတတ်မှတ်လို့မရဘောနော်ဒါလေးကိုမိတ်ဆွေတို့နားလဲထားမယ်ဆိုရင်တော့အဲကျွန်တော်မှဒီ service နဲ့ပတ်သက်ပြီးတော့ account ဝယ်တုံးတာပဲဖြစ်ဖြစ်ဒီ browser number ဝယ်တုံးပြီးတော့ကိုယ့်ရဲ့ browser မှာ setting လုပ်ချင်လို့ပဲဖြစ်ဖြစ် ဆောင်ရွက်နိုင်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်